။ဘာပြောမှန်းမသိဘူး။အဲ့မှာဒီလေးရနေမှာလေ။အဲ့ဒါဆိုအမြသာဓုခေါ်တော့ကျွန်တော်တို့ပြန်ပြောပြန်ခေါ်မယ်ပြန်ခေါ်မယ်ဆိုပြီးတော့အဲ့ဒါအစနေပြီးတော့ပြန်ရွတ်ပေးတဲ့အချိန်မှာသူကကြမြေကြီးလေးမှာလေပုံပုံလေးပုံပုံလေးပုံပုံလေးဒီလိုလေးဖြစ်ရပြီးတော့မှလေသူကိုယ်တိုင်သာဓုခေါ်ပြီးတော့မှလေအဆင်ပြေသွားပြီးတယ်သူသွားလို့ရပြီးတယ်အဲ့လိုပြောသွားတာပါဇက်ကနေပြီးတော့အဲ့ချိန်မှာစက်သိန်းကိုဖြန်းခန်းနဲ့ထောက်သွားတာဖြန်းခန်းနဲ့ထောက်သွားတော့ဟိုဘယ်လိုပြောရမလဲအရန်လဲပျော်ရမှာလားဝမ်းနေရမှာလား ခန်းစားချက်ကြီးကဘလို့မဖြစ်ဘူး PTR တော့ဖြစ်သွားတယ်အခုဖြစ်သွားတယ်ဘာလဲဆိုတော့ငါတို့လုပ်ပေးစင်တဲ့အလူလေးတခုမှအအများကြီးဆိုရင်လည်းဒီလိုတယောက်လောက်ကိုမျောထင်းနေလေးမြင်လိုက်ရတယ်ပေါ့နော်ဆိုတဲ့အချိန်မှာအော်ဒီလိုမျိုးဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ဒီစိတ်ထဲမှာဟိုជីနူးជីနူးပီတီတော့ဖြစ်မိတယ်လေလေဝဲပြီးဆိုင်ရယ်ငါပြီး ါသုမသာသောသူများအပေါင်းလုံးအတူတပြရချပါစေအားလုံးကြတဲ့ပြည်သူဝင်ကအမြာအမြာအမြာယူတော်ကြတာပါဘုံတော်သာဓုသာဓုသာဓုပါဒါကြီးကိုတတိယမြန်လေးဆရာကကြာအဒီဒီခုလည်းဖြစ်တဲ့ခါကျတော့ပေါင်းလို့ရမလားညီလေးဆိုရင်လူပစ်တာပြီးတော့ပထမဆုံးသွားတဲ့နေရာတွေကကြာတော့တကယ်လူအပ်တဲ့နေရာတွေပေါ့နော်အင်းဆုံးတိုက်မယ်နဲ့ကိုသာကြီး တန်းစီပြီးတော့လုံမျိုးလူတာတွေလုံမလားဒါမှမဟုတ်တကယ်လိုအပ်တဲ့နေရာတွေကိုပဋိသွားမလားဆိုတော့ချက်မှာကိုသာကြီးကလည်းပဲတကယ်လိုအပ်တဲ့နေရာတွေကိုသွားကြမယ်ဆိုတော့တကယ်တိန်စင်တိန်တက်ပေါ့နော်တိန်စင်တိန်တက်လို့တော့မရဘူးလေအင်းရှိတွေပေါ့အင်းရှိဟုတ်တကယ်လည်းတိန်စင်တိန်တက်ပါပဲကျွန်တော်တို့ဒီတဒါဦးမျိုးတို့ဘာလို့ဆိုလို့ရှင်လေဟုတ်လေကိုသာကြီးဒီလိုတိန်စင်တိန်အိန္ဒိယပြောတော့တက်လို့မရတက်လို့မရမှန်တယ်မှန်တယ် ဲ့တော့အင်ရှင်ဟောအင်ရှင်အင်တန်ရရပေါ့အင်တန်ရရပေါ့အဲ့လိုမျိုးမှန်တိုင်းပြောရင်တော့ကျွန်တော်ကကျွန်တော်နည်းနည်းလေးဘယ်လိုပြောရမလဲအတွေးလေးတွေကကျွန်တော်နည်းနည်း roughly ကြားတယ်ပေါ့နော်ဟန်နူးဆန်ကတော့အရန်ကို detail ကြားတယ်သူက အนุစိတ်ပေါ့เนาะမင်းသားဆိုတဲ့အခါကျတော့အนุပညာပိုဆန်တာပေါ့เนาะသူသူချတွေးပေးတယ်ဘယ်နေရာတွေမှာကဘလို့အန္တရာယ်ရှိတယ်ဘယ်နေရာမှာဘလို့ဆုံးရှုံးသွားတယ်သူကဓာတ်ပုံတွေနဲ့ရှာပြီးကျွန်တော်လာပြတယ်အဲပြပြီးတော့တိုင်ပင်ကြတာပေါ့เนาะကျွန်တော်ကတော့ဘယ်မျိုးဘယ်မျိုးသွားမယ်ဒီလောက်ပဲကျွန်တော်တော့ဟိုဟာစဉ်းစားမိတာပေါ့เนาะဟိုညီလေးဟန်ဒူးဆန်ကြောင့်လည်းကျွန်တော်တို့ရဲ့အလှူလေးကပို့ပြီးတော့တကယ်လိုအပ်တဲ့နေရာတွေကိုထိထိရောက်ရောက်ဟိုရောက်သွားဖြစ်တယ်လို့ဒါယူဆမိပါတယ်အဲ့တော့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟိုဘယ်လိုပဲဖြစ် ကိုကဘယ်တော့ပဲလူချင်းလူချင်းတခါကြရလို့ချင်းအလူရှင်နှစ်ယောက်ဆုံးတဲ့အခါကျရင်စိတ်ထားလေးမတူတဲ့အခါကျရင်လူကဘာခက်ခဲဒါပေမဲ့အခုချိန်မှာကိုကြီးတက်တင်နေရလူချင်းနေဆိုတော့အရင်ကြီးလို့အဲ့ဒါကတကယ်စိတ်ချမ်းသာတယ်ဆိုတော့တောင်းတောက်ကဒါအကန့်ချူမီချူကန့်ပြီပေါ့နော်ကုတွေလောက်တဲ့အချိန်မှာလည်းစိတ် စိတ်ရထပ်တန်သွားတယ်တကယ်ကိုစိတ်တုကိုလုံနိုင်ခဲ့ကြတယ်တကယ်ကိုကြီးလည်းကြီးတက်ပါဟုတ်ကဲ့ကျေးဇူးပါအဲ့တော့သွားတူတဲ့အခါမှာအပို့ပြီးတော့အားကောင်းသွားတော့ဗောနော်နှစ်ယောက်ပေါင်းလိုက်တဲ့အခါမှာဘာလို့လဲဆိုတော့ကျွန်တော်မအားတဲ့ရက်တွေမှာသူသွားတယ်ဗောနော်ကျွန်တော်မသွားနိုင်တဲ့နေရာတွေဆိုသူရောက်အောင်သွားတယ်သူမသွားနိုင်တဲ့ရက်တွေဆိုရင်ကျွန်တော်သွားတယ်သွားပြီးတဲ့အခါမှာကျွန်တော်တို့ဒီ ေါင်းဒီခေါင်းစဉ်အောက်ကပဲဒါအလူတန်းတွေကိုလှုပ်ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့လည်းပီတီပြင်ဥမာစကိုင်းဆိုလို့ရှိရင်ကျွန်တော်မရောက်နိုင်ဘူးเนาะကျွန်တော်ရန်ကုန်မှာခုနပြောတဲ့ဟိုပွဲလေးတွေမင်္ဂလာပွဲလေးတွေရှိတော့ပြန်ပြေးလာရတယ်ဟနုဆန်ဆိုရင်အဲ့ဒီရက်လေးမှာသူဟိုပွဲတွေကိုသွားလုံးဝဖြတ်လိုက်တာပေါ့เนาะသူအစိုးပွဲတွေကိုဖြတ်လိုက်တဲ့အတွက်ကြောင့်မလို့သူသွားပြီးတော့စကိုင်းဆိုလည်းရောက်အောင်သွားပေးတယ်အဲ့တော့ ဘလိုပဲဖြစ်ဖြစ်ပို့ပြီးတော့အင်အားကောင်းကောင်းနဲ့ပို့ပြီးတော့လုံနိုင်ခဲ့တဲ့အတွက်လည်းကျေးဇူးရမ်းတင်ပါတယ်။ရှာရမီးပါပြည်သူတွေဝိုင်းပြီးတော့တူပေးတဲ့အတွက်လည်းဒီနေရာနေအဲကျေးဇူးတင်စကားလေးပြောပါရစေ။ပြီးတော့ကိုခန့်လူဆိုင်ရဲ့ပေးသက်တွေတကမာလုံးကပေးသက်တွေရတယ်သူ့ကိုဝိုင်းမှုပေးတဲ့အတွက်လည်းအဲချစ်ပေးသက်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ခိုင်ချလို့ရှိရင်အဲ့မှာကုသရေးသူမှုကိုနေရတာကိုဆိုလဲလို့ပဲစိတ်ထဲမှာဟောတော့ကျွန်တော်မျိုးတော့ထိုင်ထိုင်ရတာပေါ့ထိုင်ရကိုသားကြီးကိုသားကြီးလိုပြအားပေးရတာပေါ့အဲတကယ်ဝမ်းနည်းစရာအများကြီးကြုံရတယ် ဆဲခါကျတော့အတူတူသွားလှူတဲ့အချိန်မှာလည်းဟိုဟိုတကတွေ့ရတယ်ဝင်ဘူးတာတွေတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါယုံကြည်သူတွေလည်းရှိတယ်မယုံကြည်သူတွေလည်းရှိတယ်ဒါပေမဲ့ကိုကိုရီးယားကျတော့တကယ်ကိုယ်တိုင်ညောင်းဝါးထင်မြင်လိုက်တဲ့အချိန်မှာတော့ကိုရီးယားလေမယုံကြည်လို့မရယုံကြည်ရတယ်ဟုတ်တယ်ယုံကြည်ပြီးတော့ဒီပြဿနာတခုဘယ်လိုဖြေရှင်းရမလဲဆိုတော့ plan အတိုင်းသွားပြီးတော့မှဒီပြဿနာတခုကိုဒီဒီတိစ္ဆာတခုဖြေရှင်းရတယ်အဲ့လိုပဲကိုရီးမကြုံတာမဟုတ်ဘူးတခြားသူတွေလည်းကြုံတာတော့မှဒါပရိသတ်တွေလည်းပဲအော်ဒီလိုတွေပါဖြစ်လာတာပေါ့နော်ဒါတွေကလည်းအာမမြင်ရတဲ့အရာဖြစ်တဲ့အခါကျတော့လူတွေလည်းမခံနိုင်ကြဘူးပေါ့ ဲ့မဲ့ကျွန်တော်ကကျတော့တရားလေးတွေမှာဘယ်လိုမျိုးရှိလဲဆိုတော့အဲကိုယူတိုင်းနေတယ်ပထမဆုံးဒီပြဿနာတွေဖြစ်တဲ့အချိန်မှာလူကိစ္စလေးဖြစ်တဲ့အချိန်မှာကိုယ်ဆွတ်တူပေးချင်တယ်ပေါ့နော်ဟုတ်တယ်ဆိုတော့ကိုယ်စိတ်ကစိတ်ကူးတန်းဖြစ်တာအဲကျွန်တော်ကဒီကြံခဲ့တဲ့မိသားစုတွေအတွက်ပဲကုသိုလ်ကောင်းမှုတွေအဲဘယ်လိုပတ်သက်တယ်လူတန်းနေရာတက်ဆိုင်အဲတည်ဆုံသွားကြတဲ့သူတွေအတွက်ကျတော့အားလုံးကလက်ဟာနေတာဆွဲချင်မှာကိုယ်အလူလေးမှာတကယ်မောမြတ်လေးဖြစ်ချင်တဲ့ခါကျတော့ကိုယ်လည်းဘုရားဘာသာဖြစ်တဲ့ခါကျတော့သူတို့တွေကိုဆွတ်တူပေးချင်တယ်ဆိုတဲ့စိတ်လေးနဲ့တွားပြီးတော့အဲဒီစိတ်အရင်ပြင်းတာ သူတေသွားတဲ့သူတွေပေါ့နော်ဒီလိုမျိုးတချို့ကြာလဲတမိသားစုလုံးပါသွားတယ်နောက်ွယ်မှာလုတ်ပေးမလုတ်ပေးနိုင်တဲ့သူတွေရှိရယ်ပေါ့နော်အဲ့လိုလူမျိုးတွေအတွက်ကိုသူအရန်ကိုဆွန့်သွတ်ပေးခြင်းနဲ့အရန်အဲ့လိုပေါ့ဟိုဘယ်လိုပြောရမလဲကုသိုလ်ပြုပေးခြင်းတာပေါ့ဒါသူစိတ်ကအရန်ပြင်းထန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တိုင်ပင်လိုက်တယ်အလှလုတ်ပြီးတိုင်းလုတ်ပြီးတိုင်းကျွန်တော်ရောက်နေရနေရမှာအမြပေးမယ်သားလူခေါ်ကြမယ်ဆိုပြီးတော့အဲ့လိုလုတ်တဲ့အတွက်အဲ့ဟိုပေါ့မဲအုပ်ချောင်းရှိတဲ့ယွာမှာပေါ့ဝင်ဘူးတာဝင်ဘူးတဲ့အမျိုးသမီးရတယ်နော် ဟန်ဒူးဆန်နဲ့ကျွန်တော်နဲ့နှစ်ယောက်ကြားကိုလေလက်ညှိုးထိုးပြီးတော့တလောတလောတလောပြေးဝင်လာတာညင်းစီးပြီးပြေးဝင်လာတယ်ပေါ့နော်ညဝါထင်တယ်ဒီလိုတခါမှအဲ့ဒါမျိုးကိုမကြုပ်ဘူးစတွေ့လိုက်တဲ့အချိန်မှလေဘယ်လိုပြောရမလဲသူ့ကိုပြေးဖက်ရမှာလားကျွန်တော်တို့ပဲသူ့ကိုရှောင်ပြီးတော့ထွက်ပြေးရမှာလားတယောက်လေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ကြောင်သွားတယ်ဒီလိုဒီလိုဖြစ်ပြီးတော့ဘာလို့အမှန်မသိဘူးပေါ့နော်နောက်တော့မှသူပြောတဲ့စကားကိုသေချာတာသူကဘလုံးတွိုးတွိုးနဲ့ပြောတယ်သေချာနားထောင်တဲ့အခါကျမှကျွန်တော်တို့အနောက်မှာသူရှိတယ်ပေါ့အဲအနောက်နားမှာသူရှိတယ်သူကဘယ်သူမှမခေါ်ဘူး ဒီအခုကျွန်တော်တို့အမျှပေးတဲ့နေရာမှာမခေါ်ဘူးသူလာခြင်းနဲ့သူ့ကိုခေါ်ပေးပါဆိုပြီးပြောတော့မှဒါအဲ့ချိန်မှာကျွန်တော်တော်မှလေစွန့်အားတယ်။ဘာပြောမှမသိဘူးအဲ့မှာဒီလေးရနေမှလေအဲ့ဒါဆိုအမျှတာတို့ခေါ်တော့ကျွန်တော်တို့ပြန်ပြောပြန်ခေါ်မယ်ပြန်ခေါ်မယ်ဆိုပြီးအဲ့ဒါအစနေပြီးပြန်ရွတ်ပေးတဲ့အချိန်မှာသူကကြမြေကြီးလေးမှလေပုံပုံလေးပုံပုံလေးပုံပုံလေးဒီလိုလေးဖြစ်ပြီးတော့မှလေသူကိုယ်တိုင်တာတို့ခေါ်ပြီးတော့မှလေအဆင်ပြေသွားပြီးတော့သူသွားလို့ရပြီလေအဲ့လိုပြောသွားတာပါဇက်ကနေပြီးတော့အဲ့ချိန်မှာစက်သိန်းကိုဖြန်းဖြန်းနဲ့ထောက်သွားတာ ခန်းနဲ့ထားတော့ဟိုဘယ်လိုပြောရမလဲအရန်လဲပျော်ရမှာလားဝမ်းနေရမှာလားခန်းစားချက်ကြီးကဘယ်လိုမှဖြစ်ဘူးပီတီကတော့ဖြစ်သွားတယ်ပီတီကဖြစ်သွားတယ်ဒါလည်းဆိုတော့ငါတို့လုပ်ပေးစင်တဲ့အလူလေးတစ်ခုမှအာအများကြီးဆိုရင်လည်းဒီလိုတယောက်လောက်ကိုမျောထင်းနေလေးမြင်လိုက်ရတယ်ပေါ့နော်ဆိုတဲ့အချိန်မှာအော်ဒီလိုမျိုးဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ဒီစိတ်ထဲမှာဟိုချီနူးချီနူးပီတီတော့ဖြစ်မိတယ်ပြီးတော့နောက်တစ်ခုကကျတော့ဘာကိုလန့်အောင်လဲဆိုတော့ပထမဆုံးအဲ့လိုဝင်လာတဲ့အချိန်မှာကျွန်တော်စိတ်ထဲကကိုယ့်ကိုပြောမယ်ဆိုတဲ့အကြောင်းပြရစီအဲ့ဒါပါလဲဆိုတော့စိတ်ထဲကနေပြီးတော့လေဘာပြောလိုက်မိလဲဆိုတော့ အဲ့မှာအမျှပေးနေတဲ့အချိန်မှာပေါ့နော်တကယ်ရောကျွတ်ကြရလားလို့စိတ်ထဲရတယ်တကယ်ရောကျွတ်လွတ်ကြရဘာလို့ဆိုအရှိမလဲစကိုင်းမှာသွားပြီးတော့အဲ့လိုလုပ်ဖို့ plan တွေရရှိထားတယ်လုပ်ထားတဲ့အခါကျတကယ်ရောကျွတ်ကြရလားအဲ့လိုမကျွတ်ဘူးဆိုလို့ရှိရင်လည်းမညာဘူးဆိုလို့ရှိရင်လည်းပြောကြချင်းပြောပြပါလို့ပြောလိုက်မိတယ်ဟန်လူစားအဲ့လိုသူကသူစိတ်ကနေသူပြောတာကျွန်တော်လည်းမကြောက်ကျွန်တော်ကကျတော့ ဘာပြောလိုက်မိလဲအခုမှဒီ interview ချက်မှထုတ်ပြောမိတာဒီအကြောင်းရတယ်နော်မပြောရသေးဘူးအကြောင်းရတယ်ဟိုပြေးလွှားနေတယ်နဲ့မပြောရသေးတယ်ကျွန်တော်ကကျွန်တော်အဲ့အသားလို့ခေါ်အမျှပေးတဲ့အချိန်မှာကျွန်တော်ဘာပြောလိုက်မိလဲဆိုတော့ဒီနေရာဒီဒေသမှာပေါ့နော်ဆုံးသွားသွားတဲ့သူတွေထဲမှာမကျွတ်မလွတ်သေးဘူးဆိုရင်ကျွန်တော်လည်းအတူတူလာပြီးသားလို့ခေါ်ပါဖိတ်ခေါ်ပါတယ်ဆိုပြီးတော့ကျွန်တော်လည်းပြောလိုက်မိတာ တော့ तू ကလည်းအဲ့လိုမျိုးပြောလိုက်ပြောလိုက်ပြီးတဲ့ခါကျတော့စုံသွားတဲ့ခါကျတော့လေဟိုဒါကတော့မြန်ဝါထွန်းနေမြင်ရတဲ့တရားပေါ့နော်မမြင်ရဘဲနဲ့ तू ကသူတိတ်တိတ်ဆိတ်နေကျွတ်သွားတဲ့သူလည်းရှိရင်ရှိကောင်းရှိမှာပေါ့နော်ပြီးရင်နောက်ထပ်ဟိုဘယ်လိုပြောမလဲထူးခြားတာတွေတခုဖြစ်သေးတယ်ဒီလားအဲဟန်လူဆန်ကလည်းမပြောပြသေးဘူးအင်တာဗျူးမှာတော့ပထမဆုံးပြောပြတာနေပြီးတော့မှသွားလှူတယ်ပေါ့နော်အဲ့ဒီအောင်လားဟန်လူဆန်ကအဲ့တော့ရန်ကုန်မှာသူ့အဖေပြစ်ထားခဲ့ရတာကြာပြီဆိုတဲ့အခါကျတော့အဖေစီကိုသူပြန်တယ်ကျွန်တော်ကကျတော့ဟို ဗာလဲကြောက်စဲကိုအလုတ်ကိစ္စနဲ့တွိုင်းနေနေပြီးတော့ဝင်ပြီးတော့လှူတဲ့အချိန်မှာလေအဲ့ဒီဘယ်လိုပြောရမလဲလူနာတွေအားလုံးထားထားတဲ့တဲမှာပေါ့နော်ကျွန်တော်လိုက်ပြီးနေလုံးမှာကျွန်တော်အနောက်ကအမားတယောက်ကလှူမဲ့ပတ်ဆံလို့လေအိတ်နဲ့လွှဲထားတာလေအဲ့ဒီအိတ်ကိုဆွဲထားတာရှစ်ဆက်သွားလို့မရဆွဲထားတာအဲ့ဒါတော့ကျွန်တော်တိတ်တိတ်လေးလာပြောတယ်ဒီလိုဒီလိုပဲဖြစ်တယ်တဲ့ ပြောတယ်ဆိုတဲ့အခါကျတော့အဲ့ဆိုကျွန်တော်လည်းသူ့အိတ်လေးကိုတောက်မှာဆိုလို့သူ့အိတ်လေးကိုလွယ်ပြီးသွားတဲ့အခါမှာလည်းကျွန်တော်လည်းလိုပဲနောက်ကနေဆွဲဆွဲနေတာပေါ့နော်ဟုတ်မသွားခိုင်းဘူးပေါ့နော်ဆွဲနေတာအဲ့ဒါနဲ့အကုန်လုံးအလှတန်းနေတယ်လှုပ်ပြီးရောဟန်နုဆန်နဲ့သွားခဲ့တယ်လို့မျိုးပဲအဲတာရုခေါ်ပြီးအမျှပေးခဲ့တယ်ဒါပေမဲ့ဝင်ဘူးတာပါကျွန်တော်မရှိဘူးအဲ့ဒီခါကတော့လေအဲ့လိုမျိုးတွေတော့ကြုံရပါတယ်ခင်ဗျ အမှန်တမ်းပြောရတော့အခုကျွန်တော်ညီကိုနေရာရရှိထားတဲ့အလူငွေတွေကျွန်တော်ထည့်ထားတဲ့အလူငွေတွေတော့ပုံသွားပြီပေါ့နော်ပြောင်းသွားတာကြာပြီကျွန်တော် excite လိုက်ရတာလည်းကြာပါပြီအဲဘာလို့ဆိုကျွန်တော်သွားခဲ့တဲ့မြို့တွေကမတင်ပြပဲနဲ့လူခဲ့ရရှိပါတယ်ဟိုဘာမတင်ပဲနဲ့လူခဲ့ရတယ်လည်းအများကြီးပေါ့နော်ကိုယ့်အကိုစိုက်ခဲ့ရတယ်လည်းအများကြီးပဲပေါ့နော်အဲသွားခဲ့တဲ့မြို့တွေဆိုလို့ရှိရင်ကျွန်တော်တို့အာကျော်ွယ်ကျော်ွယ်ရမင်းသိအဲ့ဒါမှအမတ်ရရှိတယ်လေ ပြောဝရမဲသိဆိုကိုယ်တိုင်သွားမလို့လဲဟုတ်တယ်ကျွန်တော်နေရာဗီဒီယိုလေးရိုက်ပြီးတော့အဲ့ဒါလည်းမတရားလေးဘယ်လိုလဲဟောအဲဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီက printer အသင်းရယ်ကိုသားကြီးရဲ့တပည့်လေးပေါင်းပြီးတော့မှအဲကျွန်တော် printer လေးတယောက်ရယ်သူတို့ရေတန့်နေအောင်ပူပေါင်းပြီးတော့မှအမှလူရောက်850 850 850လာလူခဲ့တာ ဆိုတော့အဲ့ဒီအချိန်မှာပြန်ပြေးဖို့အဲ့ဒီဝင်ပူးတဲ့အချိန်အဲဝင်ပူးတဲ့နေရာမှာကြာသွားတဲ့အခါကျတော့ကျွန်တော်ကနောက်တစ်မျိုးကိုကူးဖို့မရတော့အချိန်များတဲ့အခါကျတော့ဖုန်းဆက်ပြီးတော့ဗောနော်ကျွန်တော်တပည့်တွေကလည်းချက်ပြုတ်ပေးထားတယ်ကိုဟန်လူဆန်ရဲ့အပေးသက်တွေပရိုက်တာဖွင့်တဲ့ကူးဖို့တွေစီစဉ်ပေးထားတယ်ရေတံပူးတွေလည်းဆိုတော့တို့နှစ်ယောက်ကိုပဲဖုန်းနဲ့ချိတ်တိပေးပေါင်းပြီးတော့ကျွန်တော်တို့ကိုစားလှူပေးပါဆိုပြီးတော့အလှူခဲ့ရတာဗောနော်အတော့ကျင်တာပါအဲ့ဒါတကယ်လည်းကူးဖို့တိုင်းတော့ ကိုမလည်းဟိုမိဘပြည်သူတွေကကျွန်တော်လာမယ်ဆိုပြီးသိထားတော့ညှော်နေကြတာပေါ့နော်အဲ့ဒါလေးတော့တောင်းမချေသေးဘူးဟုတ်ဒီနေရာနေတောင်းမမရစေအဲ့တော့ကျွန်တော်တို့ပြောခွဲဂျမဲတဲ့နောက်ပြီးတော့ကြောက်စဲစကိုင်းမန္တလေးမန္တလေးတရားဦးအင်းဝအင်းလေးအင်းလေးအာစပြီးတော့အောင်ပန်းအောင်ပန်းပေါ့နော်အားလုံးပေါင်း၁၀နေရာလောက်အထိတော့ကျွန်တော်တို့ လှူဒါန်းပြီးပါပြီကျွန်တော်ရရှိထားတဲ့အမှုငွေတွေလည်းအခုချိန်ဆိုတော့ကုန်သွားပြီပေါ့နော်ဒါကျွန်တော်ပထမတစ်ပိုင်းလေးကျွန်တော်ခဏနားနေတာပါပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ရဲ့ဒုတိယ plan ဖြစ်တဲ့အာကျွန်တော်တို့ပေါ့နော်ဒီချရမီဘပြည်သူတွေအာရေရှင်နေနိုင်လို့ရရတယ်ပေါ့နော်တန့်ကြီးတွေပေါ့နော်စောက်လို့ပြီးတော့လှူဒါန်းမှုအတွက်ကို တင်ဆင်နေပါတယ်အဲ့ဒါလည်းဒီလေးဟန်ဒူဆန်ရဲ့ကိုတာကြီးရဲ့အိမ်သားတွေရောအိမ်သားတွေရောရွှေချိုးခန်းတွေရောပါဝင်ပါပေါ့နော်အဲဒီလေးဟန်ဒူဆန်ရဲ့ကိုတာကြီးရဲ့ကိုတင်မျိုးဦးရဲ့တင်ငင်ဝင်းစိန်တိုင်းရဲ့လေးဦးပေါင်းပြီးတော့ကျွန်တော်ဆက်ပြီးတော့ထူထောင်ออกมาဖြစ်ပါတယ်ခင်ဗျအဲ့ဒီလိုထူထမ်းဖို့အတွက်ကိုလည်းဒါလိုအပ်တဲ့အဲ့အခါကျရင်လည်းကျွန်တော်ပြောမှာပေါ့ကျွန်တော်နှာရောက်တဲ့အင်အားနဲ့တော့မနိုင်ပါဘူးဘာကြောင့်ဆိုတော့မိုဘိုင်းအင်တာတစ်လုံးနဲ့ကိုခုလက်ရှိပေါက်စင်တိန်း30တိန်း40ရှိတယ်အနည်းဆုံး10လုံးစောက်ပေးရမယ်ဆိုတော့အဲ့မှာနေတိန်း300တန်မိုးတွေရှိမယ်နေရာကတော့ကျွန်တော်တက်ဆိုင်ရာနေကျွန်တော်တောင်းထား တယ်ပေါ့နော်ရပြီဆိုတော့လည်းကျွန်တော်အဲ့ဒါလေးကိုပြင်ဆင်ပြီးတော့မိဘပြည်သူတွေကိုကျွန်တော်အသိပေးမှဖြစ်ပါတယ်ခင်ဗျလမ်းမှာစားတာဘာညာဆိုလဲကျွန်တော်တို့ကိုယ်စံတဲ့ကိုယ်ပဲအဲစိုက်ပြီးတော့ပေါ့နော်ဟိုတောက်လျှောက် စိတ်တူကိုယ်တူနဲ့လောက်ခဲ့တာပါ။ဘာပဲပြောဒီငငယ်လေးပါ။ဟုတ်တယ်။ပေါင်လေးတဲ့လူတွေအကုန်လုံးကိုကျေးဇူးရမ်းတင်ပါတယ်လို့ကျွန်တော်တို့လည်းစိတ်ချပါလို့အလေလွတ်လုံးဝမရှိအောင်ဘောနော်နောက်ဆုံးဆိုရင်ဟိုကက်စီနိုလို့တော့ဟန်ဆန်တစ်ခါတည်းတိုးနေကျွန်တော် လှူလိုက်ပါကိုကအကြီးဆိုတော့လေတဲ့မှာရှေးဖို့နောက်နောက်စားလေးပေါ့နော်ချမ်းအောင်တော့တော့မဲ့ခကြီးကကြံသေးတယ်ဒီညမှာလေကုံသွားခဲ့ပြီရှိတော်ဆိုတဲ့အတွေးလေးပေါ့လားအဲ့အတွေးလေးနဲ့တော့အငဲဆိုတော့တူလိုက်မယ်ကိုမျက်လုံးချင်းစကားပြောပြီးတော့ပြောရတယ်နော်အဲခေါင်းလေးကျရတာပေါ့ခေါင်းလေးညင်ရတယ်ခါကျရဲ့အဲ့လိုကိုရှင်မှာကိုလှူဖို့တင်းမှာတော့ဒီဘယ်နှယောက်စားဆိုပြီးတော့လှုပ်သွားတယ်ပေါ့ဒါပေမဲ့ပါမနေနိုင်တဲ့အချိန်မှာလူဘစိတ်တွေစိတ်မနေနိုင်ဘူးကိုလှူချမယ်အဲ့လှူပြသွားပြန်တော့သူကစိတ်အယံပြောတယ်စိတ်အယံပြောတယ် အဲဘယ်လိုပြောအရန်တနာတယ်ပြီးရင်အရန်ကိုလှုပ်ပေးခြင်းနဲ့သူ့ပြည့်တတ်တွေကိုအာကောင်းပါတယ်အဲ့စိတ်လေးလေဟုတ်